ကြားခင်ရဲ့ကျေးဇူးကိုချီးမွမ်းပါပါတယ်အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့အတူတူကရှင်ကျင်ဖို့အတွက်မျှဝင့်သောအရာကိုမျက်မှောက်ပြုခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တို့အတူတူကရှင်ကျင်ဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဒါကတော့ဟိုနည်းနည်းဝိပြီးပြောလိုက်တာပေါ့တကယ်တော့ဒါအယုံကြည်ခြင်းနဲ့သက်ဆိုင်တဲ့အရာပါနော်ဟီဘေခန်းကြီး7ငွေ1ပဲအမိတ်စကလုံးကိုအရင်သဘောကျတယ် ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူမျော်လင့်နေအရာမျက်မှောက်ပြုတယ်ဆိုတာဒါလေးကိုစင်ကျင်တဲ့အခါမှာဆိုတော့ဘာလို့သွားတတိယလဲဆိုတော့ကျွန်တော်ဒီလူတယောက်နဲ့ချိန်ချက်တဲ့အချိန်မှာတော့ तू ကလာမယ်ဘေကားနဲ့လာမယ်ပေါ့နော်သဘောက voxy ကားနဲ့လာမယ်အဲပြီးတော့မှဒါအာတာဒနာ ဆိုလို့ရှိရင်အဝါရောင်ကားနဲ့လာမယ်ပေါ့ဟုတ်ပြီဆိုတော့အဲ့ချိန်မှာသူ့ဆောင်းတယ်တနေရနေနေဦးသွားတယ်ပေါ့လူချင်းမသိတဲ့အခါမှာဆိုတော့အဲ့လူတယောက်ကိုဆောင်းနေတဲ့အခါမှာသူက avoxy ကားနဲ့လာမယ်အဝါရောင်နံပါတ်နဲ့ဆိုတော့ဆိုတော့လမ်းမှာဖြတ်သွားတဲ့ကားလေးကိုတွေ့မိအာမတစည်းပြီးတစည်းဆိုအရောင်းအဖြူရောင်တော့ဆိုဟုတ်ပြီ okay အဲ့ဇီးဇီးဖြတ်သွားတဲ့ခါမှာကြီးနေဆိုတော့ voxy ကားနဲ့တူတယ်ဥစ္စာသူကလည်းပုံစံတူကြီးရှိတယ်နော် no r တို့ ။ဟိုနည်းနည်းဝေးရနေလမ်းကြည့်ရင်ဒါအာဟိုနည်းဟိုကားအကြောင်းသိနားမလဲတဲ့သူဆိုလို့ရှိရင်ဒါအာဖတ်တို့ဘာလို့လဲပုံစံတူပဲဗျာနော်ဒါမျိုးလေးတွေဆိုလမ်းကြည့်ဘာလို့တာလဲဆိုအဲ့ဒါညံ့မောက်ပြူတာဖြစ်နေမျောလင့်နေဆိုတာလာမေ့ကားကခုနော Foxy ကအဝါရောင်နံပါတ်နဲ့လမ်းကြည့်တေးဝေးသေးဘူးဒါပေမဲ့လာနေတာတွေ့ပြီဆိုမဟုတ်သေးဘူးဟုတ်တယ်ချာကြည့်နောက်ဆုံးမှအဲ့ဒါကိုမျောနေတဲ့ကားလား တော်တော်မျက်ချီမပြတ်ရည်ဘူး။လမ်းကြည့်နေ။ကျွမ်းနာအဲ့ပုံစံပါနော်။စတာလေးကိုသွားပြီးမှမြင်မိတယ်။ဟိုတွေးတွေးတဲ့အခါမှာဒါမျိုးလေးဖြစ်နေရမှာနော်။ဒါဆိုလို့ရှိရင်ညှို့လင့်တဲ့အရာကိုမျက်မှောက်ပြုတယ်ဆိုရဲတာ။ပြီးတော့မမြင်ရသေးသောအရာကိုတိမှတ်ဆွဲလန်းနေ။ဆိုတော့ဒါကတော့ကျွန်တော်တို့လွတ်တောင်ရမယ့်ဥစ္စာပါနော်။ဟီဗီအခန်းကြီး7အခန်းငယ်7မှာလူကြီးချင်းဒီညှို့လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏ဆိုမမြင်ရသေးဘူးဒါအတူတူပါပဲเนาะခုနကကျွန်တော်ပြောလို့မမြင်ရသေးဘူးဆိုပုံစံတူတူလာကောင်းလာနိုင်တယ်ဒါမဟုတ်သေးဘူးဒါမမြင်ရသေးဘူးဒါပေမဲ့အေးမမြင်ရသေးတဲ့အရာကိုမှတိမှတ်ပြီးတော့မှစင်ကျင်ထားတယ်ကွာတိတိတော့တိထားတယ်တိမှတ်ပြီးတော့မှဆွဲလန်းဟောအဲ့ဒီကအဲ့ဒီကလာမှာမြင်အောင်ထားတာမြင်အောင်ထားတာဆိုတော့ဒါ တွေ့ရဒါဒါကဘာလဲဆိုလို့ရှင်ဒါလူကြီးချင်းကိုပြောနေတာဒါပေမဲ့ကျွန်တော်ကသတိထားဖို့လိုတာဆိုအလွတ်ကြီးမဟုတ်ဘူးဗျเนาะဒါ ड़ी ပြောနေတဲ့ခါမှာညှို့လေးနဲ့အရာညှမောက်ပြုတ်လေညှို့လေးနဲ့ဆိုကိုစိတ်ကူးစိတ်တန်းနဲ့ပေါ်လာတဲ့အရာအတူများ ड़ी ပြောသမျှကိုလိုက်ပြီးတော့မှညှို့လင့်နေတာအယုတ်ရှင်ကြီးကြည့်ပြီးတော့မှညှို့လင့်နေတာဒါဒါကိုပြောချင်နေတာမဟုတ်ပါဘူးဒါဆိုလို့ရှိရင်ကျွန်တော်ကဘာကိုညှို့လင့်တာလဲ အဲ့ဘောင်မျောလိမ့်ဘောင်မျက်မှောက်ပြုနေတာလေဆိုတော့အရင်အရေးကြီးတယ်။ဘာလဲဆိုလို့ရှိရင်ကျွန်တော်ကဖယားရဲ့စကားဖယားရဲ့ဂတိတော်ကိုမျောလိမ့်ရမယ်။ဖယားရဲ့စကားဖယားရဲ့ဂတိတော်မျက်မှောက်ပြုရမယ်။ဖယားကိုကိုပြောထားတဲ့အရာကိုမျောလိမ့်ပြီးမျက်မှောက်ပြုတာ။ဆိုဖယားကိုပြောထားပြီဆိုလို့ရှိရင်မမြင်ရသေးဘူး။ဒါပေမဲ့အဲ့ဒါကိုကိုကပုံဖော်ပြီးတော့မှ မျက်မှောက်ပြုဟိုမမြင်ရသေးတော့ရောက်တိမှတ်ပြီးဆွဲလဲနေအတိဒီပုံစံလေးဒါမျိုးဖြစ်တယ်ဆိုတဲ့ဥစ္စာလေးကိုဆိုတာအရေးကြီးပါတယ်เนาะဒါလေးကိုဟိုတတိထားဖို့လို့လည်းပေါ့ဒါဆိုကျွန်တော်အသက်တာထဲမှာမျောလင့်တဲ့အရာမျက်မှောက်ပြုဖို့လို့ပြောတဲ့အခါမှာဖျားရဲ့စကားကိုမျောလင့်ပြီးတော့မှာဖျားရဲ့စကားကိုမျက်မှောက်ပြုခြင်းကိုပြောတာဖြစ်တယ်ဖျားရဲ့စကားဖြစ်မလာသေးဘူး မြင်ရသေးဘူးဒါပေမဲ့အဲ့ဒီအရာကိုသိမှတ်ပြီးတော့မှဆွဲလန်းနေတာဖြစ်တယ်ဆိုတော့ကျွန်တော်နားလေဖို့လိုပါတယ်ဆိုတော့ဒီယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတဲ့အခါမှာနှုတ်ကပတ်တော်တွေကပုဂ္ဂိုလ်အကြောင်းပေါ့နော်တော့ဒါချမ်းသာထဲမှာယုံကြည်ခြင်းနဲ့ပတ်သက်တဲ့သူတွေကြီးပါပဲဒီထဲမှာမှယုံကြည်ခြင်းရဲ့ဖခင်ကိုပြောတဲ့အခါမှာကျွန်တော်အာဗြဟံအသက်တာကို ဘယ်လိုမှထားခဲ့လို့မရဘူးသူ့အိုပဲတည်ပြီးတော့မှပြောခြင်းတယ်ဆိုတော့ channel သူတွေလည်းဒီအကြောင်းအရာကိုပြောကြတယ်ဆိုတော့ဒါကျွန်တော်တို့သိမိတာဖြစ်ပြီဒါလေးပဲပြန်ပြီးနှွေးရအောင်အော်ပြီးဒီမျိုးလင့်တော့ရအောင်မျက်မှောက်ပြုတ်လေးဆိုတဲ့အကြောင်းအရာလေးကိုလည်းကျွန်တော်ဆက်ပြီးတော့မှအာဆက်ပြောသွားခြင်းပါတယ်နော်နောက်ပိုင်းလည်း episode လေးတွေနဲ့ပေါ့နော်ဆိုတော့ကျွန်တော်ဆက်ပြောသွားဖို့ရှိပါတယ်ဆိုတော့ဒီ Abraham အကြောင်းလေးကိုကျွန်တော်တို့ကြည့်ရအခါမှာတပောက်ချန်ခန်းကြီး၁၂ထဲမှာ ဒါလေးကိုကျွန်တော်နင်းငယ်ဖတ်ချင်တယ်။ဘောဂျန်ခန်းကြီးစနစ်ဆိုအဗရာဟံကအဲ့ချိန်မှာဥရဆိုတဲ့မြို့မှာနေတယ်။သူရဲ့ဆွေမျိုးသားချင်းနေနေအတူတူနေတာဖြစ်တယ်။ဆိုဥရဆိုတဲ့မြို့ကလည်းမဖွင့်ပြူးတယ်တိုးတက်တယ်။ပြီးတော့လမ်းပန်းဆက်သွေးကောင်းတယ်။ပြီးတော့မှဒီကုံကြီးရောင်းဝယ်ဖောက်ကားလို့ရနေပြီ။ဘာသာစကားယဉ်ကျေးမှုထုံးကားနေတဲ့ နေရာဖြစ်တယ်ပေါ့ပြောမယ်ဆိုတော်တော်လေးတက်တောင့်တက်တာဖြစ်တယ်ရဲလူတွေနေလို့ကောင်းတယ်ပြီးတော့သူ့ရဲ့ဆွေမျိုးတွေနဲ့အတူတူနေရတဲ့အခါမှာအဆင်ပြေတဲ့နေရာမျိုးပေါ့အဲ့တခုပဲသူတို့ကကောင်းကင်နေမြေကြီးကိုဖန်ဆင်းတဲ့ထော်ရဖျောက်ကိုကိုွယ်တဲ့သူတော့မဟုတ်ဘူးဆိုတော့အဲ့ထဲမှာဖျက်ခင်သူ့ကိုခေါ်ပြီးတော့မှရွေးနှုတ်တယ်ပဲကျန်းစာလူပြောတာမဟုတ်ကဘာကြောင့်ခန်းကြီးဆက်နေမှာဆိုတော့အဲ့ဒီမှာလဲနည်းနည်းဆင်ကျင်ဖို့အတွက်ဆင်ကျင်မိတဲ့အရာလေးတခုက ဖျားခင်ကနှလုံးသားကိုကြည့်တယ်ဖျားဆိုတဲ့အခါမှာဆိုအဗရာဟံရဲ့အသက်တာကဖျားခင်ခေါ်ပြီးတော့မှရွေးနှုတ်ပြီးတော့မှဟိုသူ့ကိုတီးတဲ့ဒီဒီ chance တွေပေးတဲ့အရာကအဗရာဟံနှလုံးသားနဲ့လေသက်ဆိုင်မယ်လို့တွေးရတယ်ဆိုတော့ဘလို့အဲ့လိုပြောလဲဆိုလို့ရှိရင်အဗရာဟံဖျားခေါ်တဲ့အချိန်မှာသူချက်ချင်းထွက်လာတာသူမစင်စားဘူးကျန်နေရတယ်သူမစင်စားဘူးဆိုတာလည်းတွေးရတယ် ။အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်ကြည့်ရအောင်။ခရော့ဖျားသည့်လေအရန်ကိုခေါ်တော်မူ၍တိအပြင်းတကွာမြူသားချင်းပေါ့ဖို့များတဲ့ကထွက်ပြေးရင်ငါပြက်လက်တန်တို့ပြည်သူသွားလို့ဆိုဆောက်ပြီးတော့မှဖျားဟာသူ့ကိုခေါ်တယ်။ပြီးတော့အောက်မှာကဖျားသူ့ကတိပေးတာ။ဒီကျွန်တော်ခုနပြောခြင်းနဲ့ဖျားစကားဆိုတာအဲ့ဒါငါဒီတိကိုလူမျိုးကြီးဖြစ်စေမည် ငါကောင်းကြီးပြီးပြီတင်ဤနာမကိုကြီးမြတ်စေမည်တင်ဒီကောင်းကြီးခံရသောသူဖြစ်လိမ့်မည်တင့်ကိုကောင်းကြီးပြီးသောသူကိုငါကောင်းကြီးပြီးမည်တင့်ကိတင့်ကိုကျင့်စေသောသူကိုငါကျင့်စေမည်တင့်အားဖြင့်လေလူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏ဆိုတော့အငယ်နှစ်ကနေသုံးအငယ်နှစ်သုံးသည်အာဗြဟံ ဘုဖျားသခင်ကပြောတဲ့ဂတိတော်ဖျားစကားနှုတ်ကပတ်တော်ဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒါအဗရန်ကိုဖျားသခင်ခေါ်လိုက်တဲ့အချိန်မှာခုနပြောလို့အဗရန်ကအရန်အဆင်ပြေပြီးတော့မှဆွေမျိုးသားချင်းနေနဲ့သက်တောင့်သက်တာဖြစ်နေတဲ့အချိန်တခုမှာမြင်ရဒါပေမဲ့အဗရန်ဖျားစကားကိုကြားပြီဆိုတာနဲ့ချက်ချင်းထွက်တာဆိုအဗရန်ထွက်လာတဲ့အခါမှာအန်အောစရာပဲတူတူလောတာကလည်း ပါလာတယ်လို့နှုတ်ဝတ်တော်ထဲမှာဒါဖော်ပြထားတယ်။သွားရင်းနဲ့ခုနဘုရားသခင်ကသူ့ကိုရိုးပြီရောက်သွားတယ်။အဲ့ဒီပြီကဘာလဲဆိုလို့ရှိရင်တဲ့ငေချောင်းမှာအရန်ဒီထိုးပြီးကိုရှောက်သွား၍ရှိခင်ရဲ့မောရသပိပင်သူရောက်လေထိုခါခါနန်အမျိုးသားတို့သည်ထိုးပြီး၌ရှိကြ၏။ဘုရားပေးမဲ့ပြီမှာလူတွေရှိနေเนาะ ဲ့ဒီလူတွေခါနန်အမျိုးသားတွေရှိတယ်။အဲ့ခါမှာသာရဘုရားဘာဖြစ်လဲဆိုတော့ငွေခုနှစ်မှာသာရဘုရားဒီအဗရာဟံထင်ရှားပြီးအပီကိုတီဤအမျိုးຫນွေအားငါပေးမိဟုမိန့်တော်မူ၏။ကွန်ဖန်လို့လေဟုတ်လား။ဘုရားစကားပြောပြီးတော့မှတွားခိုင်းတယ်။တွားခိုင်းတော့အဲ့မှာလူတွေရှိနေတယ်။သူမြင်နေရတယ်ဟာဘယ်လိုလုပ်မှလဲပေါ့။မဟုတ်ဘုရားခင်ထင်ရှားပြီးတော့ဘယ်ပုံစံနဲ့ထင်ရှားလဲကျွန်တော်လဲ။ ဟိုဒီမှာတီးကြအောင်ပြောထားအောင်ဆိုတော့ထင်ရှားပြီးတော့မှအရန်အဲ့ဒါမြို့ငါပြေးမယ်ပြီးဆိုပြီးတော့မှတည်တည်ချက်ချက်ကို confirm ထပ်လုပ်ပေးတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဖျားစကားကဘာရှိလဲဆိုလို့ရှင် personally ကျွန်တော် personally ပြောပြီးဆိုလို့ရှိရင် confirm ထပ်လုပ်ပေးတယ်တီးကြအောင်ပြတ်ခင်ဟုတ်တယ်နော်တီးကြတယ်နော်ဆိုပြီးတော့မှထက်ခါတက်ခါပြောပြီးရဆိုတော့နောက်ဘက်တော့အဖြစ်ကျွန်တော်တွေ့ရတယ်ဆိုတော့ ကျွန်တော်တို့သိပြီးသားပဲအဲ့ဒီပြူရအောင်တယ်ရောက်တဲ့အခါမှာအာရန်အဲ့လိုသူ့ထင်ရှားတဲ့ဖျောက်သူရစ်ပူစော်ပြီးတော့မှသူသွားတာပေါ့နော်နေတယ်အတူတူသွားတယ်အဲ့ပြီးတော့အဲ့ပြီမှာဘာဖြစ်လာလဲဆိုရှင်အငယ်30ရောက်လာတဲ့အခါဘောက်ကျောင်းကင်းစက်နဲ့အငယ်30ရောက်လာတဲ့အခါထို့နောက်ခါနိုင်ပြည်၌စာခေါင်းမှားခြင်းဖြစ်၏အလွန်ခေါင်းပါသောကြောင့် အပြင်သည့်အေဂုရုပြည်၌တဲခိုခြင်းကဘောလီဤသတိထားရမယ်အခါနပြည်ဆိုတော့ဖယားကအာဗြဟံကိုစပြီးပြောပြီးတော့မှမင်းရဲ့လူမျိုးမင်းရဲ့အမျိုးသားတွေကိုပေးမှာမင်းတို့လူမျိုးကြီးဖြစ်စီမှာပေးမယ့်နေရာဆိုတော့ကွန်ဖန်လုပ်တဲ့ကမှာအဲ့ဒီပြည်ကဘာဖြစ်တာလဲစပြီးတော့မှခေါင်းပါတာနော်အစာခေါင်းပါပြီးတော့မှဒုက္ခတော်တော်ရောက်နေဆိုတာတွေ့ရတယ် ဆိုတော့ဒီနေ့ကျွန်တော်တို့ကြားနာနေရတယ်ဖះကိုယုံကြည်ကူးကွယ်ပြည်စကားနားထောင်ပြီးသွားနေလို့ကတော့ပြီးကျမ်းပါမယ်ချမ်းသာမယ်ဆိုပြီးတော့ပြောနေတဲ့အုပ်စုတွေအများကြီးရှိတယ်ဒီမှာအာရန်ဆသွားပြီးပြည်စကားနားထောင်ပြီးရောက်သွားတဲ့နေရာဘာဖြစ်လဲဆိုလို့ရှိရင်အစာစခေါင်းပါတာခံရပြီဆိုတာဆိုတော့အာဦးနောက်ပိုင်းကျမှဟိုနုနဲ့ပြရဲ့စီးမဲ့ခါနိုင်ပြီဆိုခဏထောင်းဒါအာဗရန်ကိုစပြီးဂတိပေးတဲ့အချိန်မှာဒီလူဖြစ်တာဒီမှာဒီလူဖြစ်တာအာဗရန်တော့ပြေးရ အဂုတုပြုပြေးရတယ်ဆိုတော့ကျွန်တော်တွေ့ရနှုတ်ဘက်တော်ထဲမှာနော်ဆိုတော့ဒါကျွန်တော်လည်းသင်ခန်းစာယူစရာအကြောင်းဖြစ်ပါတယ်ဆိုအဂုတုပြုပြေးတဲ့အခါမှာအဲ့မှာဖြစ်ပျက်တစ်ခုဖြစ်တယ်ဒါကျွန်တော်အလုံးသိတယ်သူ့မိန်းမစာရဲပေါ့စာရဲဆိုသူတကယ်တော့ဟိုစာရာကစာရာနာမည်မပြောင်းဘူးဒါစာရဲဖြစ်လာတယ်ဆိုစာရဲအချိန်မှာအရင်လာတယ်ပေါ့ဒါတော့မှ အသက်60 60ကျော်လောက်ဖြစ်ပြီနော်ဆိုတော့တော်တော်ဘုရားသခင်ကောင်းကြီးခင်ရတဲ့ကံမှာအဲ့တော့သူ့မိမသူပြောတယ်အဲဂရုပြူရောက်တော့လို့ရှင်ဘယ်လိုလုပ်ရမလဲဆိုတော့အငယ်ဆက်နှစ်မှာသူ့မိမသူပြောတာဟိုစတိကန်ဒီဖက်မှာအဲဂရုပြူနေ့မြည်တော့အခါမိမိမိယာစာရဲကိုတင်းဒီအစင်းလာတော့မိမဖြစ်ဒီကိုငါသိ၏အဲဂရုလူတို့ဒီတင့်ကိုမြင်တော့အခါ အီမီမသည်သူအီမီယာဖြစ်၏ဟုဆိုလျက်ငါ့ကိုတက်၍တင့်ကိုအသက်ချမ်းသာပေးလိမ့်မည်။ဒုပြည့်၍တင့်သည်ငါနှမဖြစ်ကြောင်းကိုပြောပါလော့။သူပြောလျင်တင့်အတွက်ငါကောင်းစားလိမ့်မည်။တင့်ဤဂျေဇုအဖြစ်ငါအသက်ချမ်းသာရလိမ့်မည်ဟုဆို၏။ကျွန်တော်စဉ်းစားတယ်ဒီ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 ချီနေဟာအာရဟံသူ့မိန်းမကိုဒီလိုကြီးပြောပါလား။ တက်တက်ကြီးဟိုဖူးပြီးလိုက်ပါလားဖူးကျွေးရပုံစံမျိုးဖြစ်နေအခုလူကြီးတော့အဘရန်ယူဂျီချင်းဖခင်နဲ့လည်းပြောတယ်ဆိုတော့နောက်မှကျွန်တော်ပြန်ဆင်ခြင်ဖြစ်တယ်အဘရန်သွေးအေးအေးနဲ့နေကြဗျာဒါသူဖះစကားကိုလေလုံးဝယုံတာလဲပါလို့သူစပြီးတော့မှဖះကိုစမ်းတာလည်းပြန်နိုင်တယ်ဆိုဖះကိုရင်စမ်းတတ်ခံနေဗျာ ဒါကျွန်တော်တို့ငါယူရမယ့်ဥစ္စာ။ဘာကြောင့်လဲရှိမှာသူ့ဂတိပေးထားတဲ့အထက်မှာဘာပါလဲဆိုလို့ရှိရင်အဲတင့်ကိုကောင်းကြီးပေးသောသူကိုငါကောင်းကြီးပေးမည်။တင့်ကိုချိန်ဆသောသူကိုငါချိန်ဆမည်။ဆိုတော့အဲ့ဒီဒီချက်လေးပါတယ်။ဆိုတော့အဲ့ဒီလူမျိုးတွေအကျင့်ကိုလည်းသူနည်းနည်းလေးလာမိထားတဲ့သဘောမှရှိတယ်။ဆိုအမျိုးသမီးလက်လက်မြင်လို့ရှိရင်ဒီလူမျိုးတွေကယူတတ်တဲ့သဘောရှိလားမသိဘူး။ တော့အကယ်၍သာသူ့မှာယောက်ျားရှိတယ်လို့ပြောလို့ရှိရင်သူ့ယောက်ျားကိုသတ်ပြီးတော့မှသူ့မိန်းမကိုယူလိုက်တဲ့ပုံစံမျိုးဖြစ်မှာဆိုလို့ငါကငါညီမဖြစ်တယ်လို့မင်းပြောပြီးဆိုသူပြောတဲ့အတိုင်းမဖြစ်တာပဲဖြစ်တော့ဘာဖြစ်လဲဆိုလို့ရှိရင်ယူသွားယူပြီးတော့ဘာလုပ်လဲဆိုလို့ရှိရင်တော့အငယ်19မှာဖာရောပြည်မူးတော်မတ်တော်တို့ဒီမြင်၍ရှေးတော်၌ချီးမွမ်းပြီးရင်နန်းတော်သူတွင်ကြ၏ဒါသူ့အမျိုးသမီးကိုတွင်တယ်ဖာရောပြည်ဒီ ဖူမိမ့်မအတွက်အပြန်၌ကျေးဇူးပြုသည်ဖြင့်သူသည်တိုးနွားမြဲထီးမြဲမကျုံရောက်ကြကျုံမိမ့်မကလအုပ်များနှင့်ကြွေဝ၏ဆိုအဲ့ဒီစာစာရဲပေါ့စာရဲကိုအကြောင်းပြုပြီးတော့မှအေဂရုရှင်ဘင်းကအဗြဟံကိုပေးတယ်အဗြဟံလည်းဒါအုံတော်ကောင်းတယ်လို့ပြောလို့ရတယ် သူထွက်သွားတော့အများကြီးတိတ်မပါသွားတော့ပါတော့ပါမယ်အဲ့တော့သူအများကြီးပြီးတာအတလေးဆန်နေလည်းပြီးတယ်ကျုံနေပါပြီးတာကျုံယောက်ျားကျုံမိန်းမတို့ပါပြီးတယ်ဆိုတဲ့ဥစ္စာကဒီမှာတွေ့ရဒါမဲ့ခုနပြောတဲ့ဖះယူကြီးကောက်ထားတဲ့သူရဲ့အမျိုးသမီးအေဂုတုရှင်ဘီယံယူတာဒါဖះကလုံးဝမကြိုက်ဘူးအရန်တက်တက်ထိုးပြီးလိုက်တာ ဖခင်ငါ့ကိုဘာဘာလုပ်ပေးမလဲဒီကဏ္ဍမှာဘာလုပ်ပေးမလဲတတ်တတ်ဆန်းတဲ့ပုံစံမျိုးဖြစ်မယ်ခုနကကျွန်တော်ပြောလေမင်းကိုကောင်းကြီးပေးတဲ့သူငါကောင်းကြီးပေးမယ်မင်းကိုချိန်စေတဲ့သူငါချိန်စေမယ်ဆိုတော့ဆိုတော့ဒါသူ့မျိုးသမီးပါသွားပြီလေဖခင်ဘာလုပ်မလဲဆိုတော့ဒဏ်ခတ်တယ်အောက်မှာအောက်မှာထပ်ပြောတဲ့အခါမှာညစကုနေမှာ ထာဝရသည်အဗြဟံမေယာဆာရဲအတွက်ဖာရောဘုရင်မှာစ၍နန်းတော်သားတို့ကြီးသောဘေးဒဏ်ဖြင့်ဆုံးမတော်မူ၏ဆိုတော့အိမ်မှာအဗြဟံသဘောပေါက်ပါပြီဆိုတော့ပြီးတော့မှဒီအေဂုရုရှင်ဘုရင်ဘုရားခင်ပေါ်ပြတယ်ပေါ်ပြလိုက်တော့အေဂုရှင်ဒိုးသားထွက်ပြီးတော့မှဘလို့ငါတို့အဲ့လိုဒုက္ခရအောင်လုပ်ရတာလေဆိုပြီးတော့မှအငယ်၁၈မှာ ဖာရောပြင်ဒီလေအာရန်ကိုခေါ်ပြီးအတင်းဒီငါနိုင်ပြုတော်အမှုကအဘေတို့နီသူဒီတင်းမြင်ရဖြစ်ကြောင်းကိုငါအအဘေကြောင့်မပြောသည်နီငါဒီသူ့ကိုတင်ပိတ်စီခြင်းကသူဒီငါနမဖြစ်သည်ဟုအဘေကြောင့်ဆိုသည်တင်းမြားကိုယခုရေတွားလို့ဟုမိန်တော်မူ၏ဆိုတော့ဒါအာရန်ကိုပြောတာပြောလိုက်တာဆိုပြီးတော့မှအာရန်ပြန်ပြီးတော့မှဆုတောင်းပြီးလိုက်တဲ့ခါပြန်ပြီးတော့မှဟိုအချိန်ကြီးပြန်ကောင်းသွားတာတော့ဘုရားခင်သူပြောရတဲ့ဂတိကို တီးရယ်အရင်အဲ့တော့မျောလင့်တာအဲ့တော့သူမျက်မှောက်ပြုတ်လာကျွန်တော်ငါ့ကိုငါ့ကိုကျိန်စေတဲ့သူငါ့ကိုဒုက္ခပေးတဲ့သူငါပြန်လုတ်ပြီးမယ်လို့ပြောတဲ့ကောင်မလုတ်ပြီးလားတခါသူမိမကထိုးပြီးပြီးတော့မှစမ်းတဲ့သဘောဖြစ်နေတွေ့ရတယ်ဆိုတော့ပြီးတော့မှသူပြန်စောင့်ကြည့်နေတဲ့ပုံစံမျိုးပြန်ကြည့်မလို့မလဲဆိုတော့အမှန်အလွတ်လောက်တာမဟုတ်ဘူးနော် သူ့ကိုဖះပေးထားတဲ့တတိကိုအခြေခံပြီးတော့မှသူပြောတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်။ကျော်တရားအရန်အသက်တာတွေကကျွန်တော်မြင်ရတဲ့ဥစ္စာလေးဖြစ်ပါ။ဒါကြောင့်ဖះစကားကျွန်တော်တို့ပုံမှာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီစကားကိုကျွန်တော်အကျွင်းမဲ့ခြုံလို့ရတယ်။ဒါအဲ့ဒီစကားမှဖြစ်လာသေးဘူးဆိုလို့ရှိရင်ဖះသခင်ကိုကျွန်တော်ကမျှော်လင့်မျက်မှောက်ပြုလို့ရတယ် အချိန်ကြီးကြုံလာတဲ့အခါမှာအာဗြဟံကိုလက်တွေ့အသုံးချလို့ရတယ်။ဟောလက်တွေ့အသုံးချလို့ရတယ်ဆိုလို့ခုနအာဗြဟံလို့သူ့မယားကိုထိုးပြီးတာမျိုးပြောတာမဟုတ်ပါဘူး။ဖျားသခင်တကယ်လှုပ်ပေးနေဆိုတော့စိတ်ချလက်ချယုံပြီးတော့မှမျောလင်းလို့ရတယ်ဆိုတဲ့ဥစ္စာကိုပြောချင်တာပါ။မျောလင်းတဲ့အရာမျက်မှောက်ပြုလို့ရတယ်ဆိုတဲ့အရာလေးကိုပြောချင်တာပါ။ဒါကြောင့်ဖျားစကားကကျွန်တော်တို့ဘယ်ရရမလဲ။ကျွန်တော်နေ့စဉ်အသက်တာမှာစံစာဖတ်မယ်၊ဆုတောင်းမယ် ဖယားနဲ့မိသားယာဖွဲ့မယ်။အဲ့ဒီထဲကနေဘုရားသခင်စကားပြောလာပါလိမ့်မယ်။ကျွန်တော်တို့ကတော့ quiet time ကိုခေါ်ပါ။နော်ဒီ quiet time အပြင်ဘုရားသခင်စကားပြောတဲ့အခါမှာကျမ်းစာဖတ်တဲ့အခါမှာဘုရားသခင်ရဲ့စကားကိုကျွန်တော်တို့ကြားလာရမယ်။ဆိုအဲ့ဒီဖျားပြိုးတဲ့စကားကိုကျွန်တော်မျှော်လင့်ပြီးတော့မျက်မှောက်ပြုလို့ရပါတယ်။ဆိုတော့နောက်ရက်ဒီမှာလေးဒီအကြောင်းအရာလေးကိုကျွန်တော်ဆက်ပြီးတော့မှဆင်ခြင်ရအောင်။ရောက်ချင်းတိုင်းဖျားခင်တာကြီးကောင်းကြည့်ပေးပါစေ။